ခொနေရန်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုစရန် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ခொနေရန်သားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇေယောနီမှဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ17ရက်နေ့အထိတပတ်စာကျမ်းပြုဟောစရန်ကို ပြည့်ပြည့်စုံစုံဖတ်ကြပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနှိပ်ပြီးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တင်နိုင်တရားအောင်လဲဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ထား ပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတို့တပတ်စာ hostel ဒီရက်တွေအတွင်းမှာတယောက်ပြီးတယောက်ဒုက္ခပေးလာတတ်တယ်။တရကံတော်တော်လေးနှိမ့်နေတဲ့အခြေမျိုးပါပဲ။ပြဿနာကြီးတွေကြုံတတ်တယ်။မတော်တဆထိခိုက်မိတာလေးတွေလည်းကြုံရတတ်ပါတယ်။ဆက်ကိစ္စ၊ဆက်ဒုကိစ္စ၊ဆိုင်ကိစ္စ၊စာချုပ်စာတမ်းကိစ္စတွေလုံးဝမလုပ်သင့်ပါဘူး။ခီးထွက်နေလေးကောင်းလေပါပဲ။ဘယ်မှမသွားပြည်ရင်စရီလေးပဲဖြစ်ဖြစ်အရာနေရာရွှေ့ရည်တင်ပါတယ်။တောက်ကြသားသမီးဧည့်သည်ရောက်လာရင်တော့အဆိုးတွေပြပြောက်ပြီးတရင်ကောင်းကြရမယ်။ပြရင်ပြမခီးကောင်းတွေ ေးလဲကြုံရတတ်ပါတယ်။ရဝေးကအကူကြီးအဆက်သွဲကောင်းတွေပေါ်လာမယ်။ဆွေမျိုးတွေရဲ့သတင်းကောင်းလဲကြားတတ်ပါတယ်။အလုံးနေရအိနေရနဲ့ပတ်သက်တဲ့ကိစ္စတွေရေးထွက်ကုန်တစ်တန်းတွေ့အဖွဲ့အစည်းကိစ္စတွေအောင်မြင်နိုင်ပါတယ်။လုပ်ငန်းသစ္စာနေရပြောင်းတာတွေလုပ်တင်ပါတယ်။အိမ်အောင်ဘက်နဲ့ချစ်သူကြီးစားရဲ့ပညာရေးဘာသာရေးကိစ္စတွေမှာဝမ်းသာရတတ်ပါတယ်။ကောင်းစီတော့ခဏများမှာ၅6ခဏများဖြစ်ပါတယ်။ရရရဆွေမျိုးသားချင်းတွေကိုအတုတ်တမျိုးမျိုးဒါနလို့ရင်းစုတောင်းလိုက်ပါလေ။တနင်္ဂနွေသားသမီးများလုံးကို စိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအကောင့်ကျိုးပန်းတော်မူနိုင်ကြပါစေတနင်္ဂနွေသားသမီးများတွင်တိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇေယောနီနဲ့ဗေဒမင်းများဆွနွေးတိုင်မဲ့လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘောင်မထက်ဆက်သွဲမင်းများနိုင်ပါတယ် တနေ့လာသားသမီးများတွေတပတ်စာဟောချက်ဒီရက်တွေအတွင်းမှာဆုံးဖြတ်ရခက်တဲ့အကြက်တဲမျိုးတွေပေါ်လာတတ်ပါတယ်ကန်စာတာဟာကောင်းတဝက်စိုးတဝက်ဖြစ်နေပါတယ်ဟိုလိုလိုဒီလိုလိုနဲ့အချိန်ကုန်သွားလိမ့်မယ်နှုတ်လေးမျိုးလေးဆိုတဲ့အချိန်မျိုးပါပဲတန်နိုင်သမျှနာနာနေနေနေတတ်ပါတယ်ငွေတွေဒလဟောထွက်နေမယ်စေဘဝါကတွေကုန်တတ်တယ်အဖို့ရန်ဆက်ဆိုင်ကအိမ်စရာတွေတော့ဝင်လာတတ်ပါတယ်စတူအလုတ်စားတော့ကုန်စံစီစေးစားအလုတ်တွေမှာအောင်မြင်ပါလိမ့်မယ်ရှိတဲ့ပစ္စည်းတွေတစ်ခုပြီးတစ်ခု ွက်နေမယ်။ချိန်မိတ်ပြီးငွေစုရမ်းမျိုးလည်းမလုပ်တင်ပါဘူး။ပညာရေးကိစ္စ၊အသင်တန်းကိစ္စ၊အင်တာဗျူးကိစ္စတွေမှာအဆင်မပြေမှုတွေများနေတတ်ပါတယ်။အိမ်တော်ဘက်ချစ်သူကြီးစားမှာငွေကိစ္စနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ကောင်းကောင်းစီသောကဏ္ဍများမှာခွန်တက်ကဏ္ဍများဖြစ်ပါတယ်။ရေရေရကြီးကဲသူတို့ကိုစေဝါဌာနလိုရင်းဆူတောင်းလိုက်ပါလေ။တနင်္လာသားသမီးများလုံးကိုစိတ်မြဖြာကျမ်းမှချမ်းသာကြပြီးကံဉဏ်ဝိရိယအသုံးချက်လုံးအားကောင်းကျိုးပန်းတော်မူနိုင်ကြပါစေ။တနင်္လာသားသမီးများတို့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီး အခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပြီးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာဇင်ရုံဤနဲ့ဗေဒမီများဆွနှွေးတိုင်မယ်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘောင်မထက်ဆက်သွေးမီးမြတ်နိုင်ပါလေ အင်္ဂါသားသမီးများတွေတပတ်စာဟိုစတဲ့ဒီရတွေအတွင်းမှာတင်ဟာကံမြင်ပြီးလက်ပွင့်နေပါလိမ့်မယ်။ဘာပဲလှုပ်လိုက်လှုပ်လိုက်ငွေတွေဝင်လာမယ်။အောင်မြင်နေမယ်။ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေအခွင့်အရေးတွေလည်းပြန်ပြီးဝင်လာတတ်ပါတယ်။ကွဲကွာနေသူများနဲ့ပြန်ဆုံမယ်။လုပ်ငန်းဟောင်းနေရာဟောင်းတွေနဲ့ပြန်ပြီးပတ်သက်ရတာပါတယ်။ဇရနာပစ္စည်းလျှက်စစ်ပစ္စည်းအလောက်ကုန်ပစ္စည်းတွေလည်းဝင်လာမယ်။ပြဿနာဟောင်းယောဂဟောင်းတွေပြန်ပြီးပေါ်လာတတ်ပါတယ်။ဆွေမျိုးရင်းမိတ်ဆွေရင်းတို့ရဲ့ပြဿနာဒုက္ခတွေကိုလည်း ကူညီဖြည့်ရှင်ပေးရတဲ့ခရီးကိစ္စတွေလွဲချော်နေမယ်။မရင်ဆရာကြီးများနဲ့လည်းအဆင်မပြေဖြစ်ရတာပါပဲ။သာသမီအောင်လငယ်သားစီကတရင်ကောင်းကြရမယ်။ဂျမအေးမှစူးစူးဝါဝါကြီးမဟုတ်ပေမဲ့စီးမျက်စီအစာအိမ်တွားတွေးဒုက္ခပေးတာပါပဲ။အိမ်တော်ရှင်များချစ်သူကြီးသားများမျက်နာအပွင့်လွန်တတ်တာတရေပြပါ။ကာကောင်းစီသောခဏများမှာတစ်နှစ်ခဏများဖြစ်ပါတယ်။ရေရေကလေးများကိုကိုယ်ကြီးခေါဆွဲဒါနလုပ်လိုက်ပါလေ။အင်္ဂါသာသမီများလုံးကိုစိတ်နှပြန်ဂျမချမ်းသာကြပြီးကံညာဝရိယအသုံး ကြလုံးအောင်ကျူပန်းတော်မူနိုင်ကြပါစေ။အင်္ဂါအသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ရောအနေနဲ့ဗီဒီယိုမင်းဆွနွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘာမတ်ထဲဆက်သွဲမေးမြန်းနိုင်ပါတယ်။ ဘရူသားသမီးများတွေတပတ်စာဟောစတဲ့ဒီရတွေတွင်မှာဖျားဖူခီပြည်တွင်းပြပခီကောင်းတွင်ကြုံရမယ်အလူပွဲမင်္ဂလာပွဲတွေကြုံရတာပါတယ်ပညာရေးကိစ္စသင်တန်းကိစ္စအင်တာဗျူးကိစ္စတွေလည်းအလွန်ကောင်းပါတယ်ကိုယ်လည်းချမ်းသာစိတ်လည်းချမ်းသာဆိုတဲ့ဂိမ်းမျိုးပါပဲစတူကိစ္စအစာချုပ်စာတမ်းကိစ္စစီစာစံစီအစအတော်မုံလုံးငန်းတွေတုတ်တယ်မယ်မြေမွေဖုံစတာတွေဝင်လာတတ်ပါတယ်ငွေလည်းရွှေနေလိမ့်မယ်ရေနာပစ္စည်းကိစ္စအောက်လငယ်သားကိစ္စတွေမှာတော့အဆင်မပြေ ဖြစ်နေမယ်အထက်ထိဖနှံ့လျှက်စစ်ပစ္စည်းတွေထွက်တာပြက်တာများနေမယ်အလုံနေရာတွေအတွက်လဲစိတ်ရှုပ်ရတာပါတယ်ဆွေမျိုးရင်းမိတ်ဆွေရင်းတို့ရဲ့မကောင်းသောသတင်းကိုကြားတာပါတယ်အိမ်အောင်ပဲချစ်သူရည်စားဇာတုတုမဲပေါက်တလို့ကန်ထုတ်မယ်ခံကောင်းစေသောခဏများမှာနှစ်သုံးခဏများဖြစ်ပါတယ်ရရရမိတ်ဆွေပေါင်းသင်းများကိုစမှုစားကြွေးရင်းဆူတောင်းပါလေဘိုးဘိုးသားသမီးများလုံးကိုစိတ်နှပြန်ကြက်မှချမ်းသာကြပြီးကံညာဝရိယအသုံးချလုံးအောင်ကျိုးပန်းတော်မူတိုင်ကြပါစေဘိုးဘိုးသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှ ါကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ရောင်းနေနဲ့ဗီဒီယိုမင်းဆွေးနွေးတိုင်မယ်လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတို့ဘိုင်ဘာမှာထားရဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ကြာသာရီသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေအတွင်းမှာရွှေလျှင်စစ်ပစ္စည်းအလကောင်အလပြင်ဆိုင်ဝဝစတဲ့အလုတ်တွေအကျိုးထုတ်မယ်တရင်ကောင်ဧည့်သည်ကောင်တွေရောက်လာမယ်ပြည်တွင်းဘီဘခီးတွေစက်တူးကိစ္စစာချုပ်ကိစ္စစင်းရကိစ္စတွေအောင်မြင်နိုင်ပါတယ်အဖို့တန်ဆက်ဆိုင်ကန်စတာတွေလည်းဝင်လာတတ်ပါတယ်ရှင်မျိုးမိတ်ဆွေတို့ရဲ့အလူတရင်မင်္ဂလာတရင်လည်းကြားရမယ်နေရထိုင်ခင်းကိစ္စအဆောက်အဦကိစ္စတွေလည်းအဆင်ပြေအောင်မြင်မယ်မိသားစုတွေကယာရုတတဝင်ဝင်တို့တာအလို့ အောင်မြင်တာတွေလည်းကြားရကြုံရတတ်ပါတယ်။ရှင်မျိုးသားချင်းတွေကပြိပခီးစီစဉ်နေသူများလည်းအောင်မြင်သွားမယ်။ပြဿနာလေးတစ်ခုကတော့ရှင်မပြီးလင်းမပြီးဖြစ်နေတတ်ပါတယ်။ပြဿနာဟောင်းယောဂဟောင်းတွေလည်းပြန်ပေါ်တတ်ပါတယ်။ငွေနဲ့ပတ်သက်လို့ရစီရန်ပေးစရာတွေကလည်းထင့်ငေါ်ကြန့်ကြာနေမယ်။သူတစ်ပါးရဲ့အခြေရေးအိမ်တော်ကြီးမှာဈာညာဖြည့်ရှင်းရတတ်ပါတယ်။ပညာရေးသင်တန်းထင့်ငေါ်ကြန့်ကြာနေရင်ပြေလည်သွားမယ်။အခြေရေးအိမ်တော်ကြီးမှာတော့မတင်မကျအခြေအနေတွေကြုံနေရတတ်ပါတယ်။ကံကောင်းစေသောခဏများမှာသုံးလေးခဏများဖြစ်ပါတယ်။ ရေရရှောက်သီးတုတ်ဓာနာပြုတ်လိုက်ပါလေဇာတာပရိသသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးကញ្ញံဝရိယအသုံးချလုံးအောင်ကောင်းအောင်ကျွမ်းတော်မူနိုင်ကြပါစေဇာတာပရိသသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ရုံဤနဲ့ဗီဒီယိုမျက်စွန်းတွေတိုင်မလို့တဲ့အခါတုံညာကိုရှေကိုလေးကိုတလေးလေးတလေးတူဘိုင်ပေါင်းမတဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ် တောက်ကြံသားသမီးများတွေတပတ်စာဟော့စတယ်ဒီရွေတွေမှာအဝဲမှားအယောင်မှားတွေလည်းကြုံရတတ်တယ်အိနေရထိုင်ခင်းကိစ္စတွေပူပင်တော့ကကြုံရတတ်ပါတယ်မိဘအကြီးကဲများနဲ့စိတ်ဝမ်းကွဲရတတ်တယ်ရဲအမတန်များပါတယ်ပညာရေးတင်းတဲ့ကိစ္စတွေမှာမတင်မကျတွေဖြစ်နေမယ်အလုံးမှာအပြန်ဆိုင်အနောက်ဆက်တွေများနေမယ်ဝေဆုံးရှုံးနေတာအခုခံရတာတွေလည်းကြုံရတတ်ပါတယ်ရန်သူမျိုး၅ပါးနှိမ့်ဆက်တတ်တဲ့အချိန်ရဲ့လို့သာဆိုလိုက်ချင်ပါတော့တယ်မိတ်ဆွေဆရာသမားတို့ရဲ့အကူအညီကောင်းတွေတော့ပေါ်လာမယ် အောက်လငယ်သားနဲ့ပတ်သက်တဲ့အခက်အခဲတွေပြည်လည်သွားမယ်။ကျန်းမာရေးညံ့နေသူများလည်းအဟောစရာကောင်းလွန်အောင်ကျန်းမာသွားတတ်ပါတယ်။ရင်ဆက်ကားနဲ့ပတ်သက်တဲ့အလုပ်တွေအဆင်ပြေအောင်မြင်မယ်။မိမိကိုရန်လုံနေသူတယောက်ကတော့သူ့စိတ်နဲ့သူ့အဝေးကိုလွတ်သွားနိုင်မယ်။အခြေအိမ်တော်ကြီးအဆင်ပြေနေပါမယ်။ကွယ်ကွာနေသူများပြန်လည်ဆောင်စည်းရတတ်ပါတယ်။ပျော်ရွှင်စရာခရီးတွေကြုံရတတ်ပါတယ်။ချစ်သူအိမ်တော်ဘက်ရဲ့သတင်းကောင်းကိုလည်းကြားရတတ်ပါတယ်။ကံကောင်းစေသောခဏများမှာကိုယ်တုံညာခဏများဖြစ်ပါတယ်။ရရရဖျောင်းနိုင်နှစ်ထုပ်လူရ န်းလိုက်ပါလေ။နောက်ကြသောသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကံညာဝရိယအသုံးချလုံးအောင်အောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။နောက်ကြသောသမီးများတွေတိုက်ဆိုင်မှကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာစင်ရုံနီးနဲ့ဗီဒီယိုမင်းဆွနှွေးတိုင်မလို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမတ်ရဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ စနေသားသမီးများတွေတပတ်စာဟောစတဲ့ရက်တွေတွင်းမှာလောဘကံပညာနဲ့စိတ်သဘောကွဲလွဲနေမယ်စိတ်မပါတဲ့အလုပ်တွေကြုံရတာပါတယ်အောက်လငယ်သားတွေအတွက်ဆုံးဖြတ်ရခက်တဲ့အချက်တွေကြုံလာရတာပါတယ်ရင်ဆက်ကားကိစ္စတွေမတင်မကြတွေ ဖြစ်နေမယ်ဖခင်အကိုဦးလေးဦးကြီးစသူများကျမ်းမာရေးညံ့တာပါတယ်အဖိုးတန်ပစ္စည်းတွေဘာသာရေးပညာရေးဆိုင်ရာပစ္စည်းတွေဝင်လာမယ်အထင်လွဲဒုက္ခပေးဖို့သူများကပြန်လဲကူညီလာကြလိမ့်မယ်မထင်မှတ်ဖက်ငွေခွင့်ရေးကောင်းတွေကြုံလာမယ်လျှက်စစ်ပစ္စည်း တွေပျက်စီးတာပညာရေးသင်တန်းအင်တာဗျူးကိစ္စတွေမှာမတင်မကျဖြစ်နေတာဟိုနာဒီနာခီးတို့လေးတွေဆက်တိုက်သွားတာမျိုးတွေလည်းကြုံရတာပါတယ်။တရားစီစဉ်ထားတဲ့လုပ်ငန်းကြီးတစ်ခုလွဲချော်သွားတာပါတယ်။သူတို့ဘာရဲ့ပြဿနာအမှုခင်းမှာကုညီဖြည့်ရှင်းပေးရတာပါတယ်။အခြေအိမ်တော်ကြီးမှာတော့အထက်ငော့အနောက်ဆက်တွေကင်းစင်သွားလိမ့်မယ်။မိမိရဲ့ချစ်သူအိမ်တော်ဘက်အလုတ်ပြောင်းနေရာပြောင်းတဲ့အဖြစ်မျိုးနဲ့ကြုံရတာပါတယ်။တန်ကုန်းစီသောခဏများမှာရှစ်ကိုခဏများဖြစ်ပါတယ်။ရရေရအဝေဟောင်းတစ်ထည်ကိုဆွင့်ရင်းလိုရစ ုကိုတောင်းပါလေစနေသားသမီးများလုံးကိုစိတ်နှဖျားချမ်းမှချမ်းသာကြပြီးကញ្ញံဝိရိယအသုံးချလုံးအောင်အောင်ကျိုးပန်းတော်မူနိုင်ကြပါစေစနေသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့ကြွယ်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ယောနီနဲ့ဗေဒင်မီမြဲဆွနွေးတိုင်ပဲလို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ပေါင်းမတဲ့ဆက်သွယ်မေးမြနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဗေဒင်ဟောစတဲ့ channel မှာ နာမည်ကြီးဗေဒင်ဆရာများရဲ့နေစဉ်ဟောစတန်းများ အပတ်စဉ်ဟောစတန်းများလစဉ်ဟောစတန်းများနဲ့နေ့စဉ်ဟောစတန်းများပါ ပုံမှန်တင်ဆက်ပေးနေလို့ဗေဒင်ဟောစတန်း channel လေးကိုလက်အင် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတိတ်တိုင်းသိရအောင်လေဒီနောက်အကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်